အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့မဲအုံမှာထိုင်းနိုင်ငံမှာကုမ္ပဏီဖွင့်သွားပြီးတော်တော်များများက မတိသေးတဲ့အချက်အရန်အရေးကြီးတဲ့အချက်ဒီဗီဒီယိုထဲမှာလာပြောပြပေးမှာကျမတို့တွေကျွန်တော်တို့တွေပေါ့နော်ထိုင်းနိုင်ငံမှာအကြောင်းအကြောင်းကြောင့်စီးပွားရေးတစ်ခုခုလုပ်မယ်ဆိုပြီးတော့ကုမ္ပဏီတွေဖွင့်သွားကြတယ် အမျိုးမျိုးကြောင်းနော်ကုမ္ပဏီတွေဆက်ပြီးတော့မရန်တော့ပူပေါ့နော်မတွားတော့ဘူးမရန်တော့ဘူးအဲ့လိုမျိုးအခြေအနေအခိုက်တွေကြလို့ဆိုရင်တော်တော်များများရဲ့အတွေ့အထဲမှာဘာတွေရှိလဲဆိုတဲ့ခါကြတော့ရတယ်ဒီတိုင်းထားလိုက်တော့မယ်ဆက်ပြီးတော့ဒီကုမ္ပဏီကိုမရန်နေတော့ဘူးမလုံနေတော့ဘူးသူ့ရဲ့အနာမည်ကိုမတုံးနေတော့ဘူးဆိုလို့ဆိုရင်ကုမ္ပဏီကပိတ်သွားလားမပိတ်ဘူးနော်ကုမ္ပဏီကတော့လည်းသူသွားနေတာနော်ကုမ္ပဏီကတော့လည်းသူသွားနေတာပြီးတဲ့ခါကျရင်အချိန်တန်ရင်သူတို့စီးရင်ရှိရှိဖြစ်ဖြစ်စီးရင်ချုပ်ဖို့အတွက်ကို ပတ်သက်တောင်းပါပတ်သက်တောင်းလို့မရရင်ယုံကျုပ်ကိုစာရွက်တွေကြလာမယ်ကိုထည့်လာတဲ့ယုံကျုပ်ကနေစာရွက်တွေကြလာတဲ့ခါကျတော့ဆင်အမကူကဖြေရှင်းတော့ဘဏ္ဍလကျော်ဝါဘဏ္ဍရဲ့ကျော်ဝါကျော်ဝါတဲ့ရက်ကိုကိုရီးယားဒံရိုက်ပေးရတော့မယ်ဆိုတဲ့ခါကျတော့မဟုတ်မှပြောချင်တာဘာပဲလှုပ်ထားလှုပ်ထားထိုင်းနိုင်ငံမှာကုမ္ပဏီဖွင့်လိုက်ပြီဆိုလို့ဆင်ဒါကုမ္ပဏီနဲ့ပတ်သက်ပြီးတော့ပဲပြောတာပါနော်ကုမ္ပဏီဖွင့်လိုက်ပြီဆိုလို့ဆင်တော့သူ့ကိုဆက်ရန်နီဖြစ်စေမရန်ဒီဖြစ်စေမရက်သွားဘူးကုမ္ပဏီကိုပိတ်ချင်ပါသလားပေါ့ကုမ္ပဏီဖွင့်တော့က ကျွန်တော်တို့တွေကျမတို့တွေစည်ရင်းလို့ဖို့အတွက်ကိုကျမတို့ဘန်ကောင်းဖွင့်ကြတယ်ပြီးတော့ channel project တွေထပ်ပြီးတော့ကင်ကြတယ်ဆိုတော့ကကြတော့တစ္ဆာကိုကဒီထိုင်းနိုင်ငံမှာမနေတော့ဘူးဖြစ်စေနေဒီနေနေဒီဖြစ်စေဒီလုပ်ငန်းကမလုပ်တော့ဘူးရက်တော့မယ်ပိတ်သိမ်းမယ်ဆိုလို့ရှိရင်တော့ဘလို့ဖြစ်ဖြစ်ဒီရဲ့ဘန်အကောင့်တွေကအရှုပ်တော်ပုံတွေအကုန်ကို ရှင်းရမှာဖြစ်ပါတယ်ဘာအရှုပ်တော်ပုံတွေအကုန်ရှင်းရမှာလဲဆိုတော့ခါကြတော့တချို့ကုမ္ပဏီက2နှစ်တချို့ကုမ္ပဏီက3နှစ်ပေါ့နော်အဲ့လိုမျိုးတွေ run ပြီးတဲ့ကာလပတ်လုံးမှာဘာတွေလှုပ်ထားလဲ တချို့ဆိုလို့ရှိရင်ထိုင်းမှာကုမ္ပဏီထောင်ပြီးတော့အကျွေးတွေယူထားတယ်အဲအဲ့လိုမျိုးကုမ္ပဏီဗန်ပြပြီးအကျွေးတွေယူထားတယ်ဒီပတ္တနာရှစ်ထိုင်းတွေထည့်ထားပြီးတော့မှပတ္တနာရှစ်ထိုင်းတွေနာမည်နဲ့တားရီထုတ်ထားတယ်ဒီအကျွေးစီးရင်ပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ဘာတွေလုတ်ထားလဲဗောအကုန်လုံးဗောကမ္ပဏီစားစရာနဲ့ပတ်သက်ပြီးတော့မှတခုခု error ရှိထားရဆိုလို့ရှိရင်ကုမ္ပဏီလုံးဝပိတ်တယ်မရအောင် error ကဘာလဲဆိုတာကိုစဉ်းမြင်လိုက်ပြီးတော့အရင်ဖြီထုတ်ပြီးတော့ရှင်းပြီးတော့မှကျမတို့ကျွန်တော်တို့ဒီ ုမ္ပဏီပိတ်သိမ်းလို့ရမှာဖြစ်ပါတယ်တကယ်လို့ကုမ္ပဏီပိတ်သိမ်းဖို့ပေါ့နော်ဒီချက်လိုက်တွေမညီမျှနေဘူးဆိုလို့ရှင်ဘယ်လိုနည်းနဲ့မှပိတ်သိမ်းလို့မရဘူးစိတ်မရှိဘူးမလုပ်တော့ဘူးဆိုလို့ရှင်တော့ဒီတိုင်းထားရလိုက်သူကနစ်စင်ရတော့အခွင့်အရေးရမှာပါပဲဒါဒီကုမ္ပဏီရဲ့စိုးတူပဲမလုပ်တော့တဲ့လူတွေအတော့ပြောတကယ် run နေတဲ့လူတွေအတော့တော့လုံးဝဆင်ဖြစ်တာပေါ့နော်တခုခုဆိုလို့ရှင်ကိုယ်ဘာမှမလုပ်နိုင်ကိုဒီနောက်မှာလုံးဝအင်အားတောင်းတဲ့ကြားတကောင်ကြီးခြုံထားသလိုခံစားရတာပေါ့နော်ကျွန်တော်တို့တွေ ကုမ္ပဏီပိတ်သိမ်းမယ်ဆိုလို့ဆိုရင်ဒီအရှုပ်တော်ပုံခဏတော့ကျွန်မပြောတယ်ဘန်ရဲ့အရှုပ်တော်ပုံဖြည့်ဆင်းပြီးသွားရည်လားမညှိတာဘူးဘာညာတရကအကုန်လုံးရှင်းသွားပြီဆိုလို့ဆိုရင်တော့နောက်နောက်ထပ်တစ်ချက်အနေနဲ့စီးရင်ပိုင်းလာပြီအဲ့ဒီတော့တော့ကုမ္ပဏီတစ်နှစ်ထောင်ရနှစ်နှစ်ထောင်ရတယ်အဲ့လိုမျိုးနှစ်စင်ကြီးဆိုတာရှိတယ်အဲ့နှစ်စင်ကြီးမှာကကျွန်တော်တို့ကဒီကုမ္ပဏီအမြတ်မမရတာအမြတ်မရတော့ငါတို့ဘာမှမပေးနိုင်အမြတ်မရတဲ့အတွက်ကြောင့်ငါတို့ဘာမှသူတို့မလုပ်ဘူးအဲ့လိုမျိုးတွေတွေးကြအမှန်တော့သူကအမြတ်ရရမြတ်ရနှစ်စင်ကြီးရတော့ပေးနေရတယ်အဲ့အမြတ်ရရဆိုမှအဲ့နှစ်စင်ကြီးကလည်းစိတ်လုံးမတူတော့တာ ရတဲ့အမြတ်ရဲအမောက်ရဲပြီးတဲ့ခါတည်းပေးရတဲ့နေစင်ကြီးရဲပေါင်းပြီးတော့ပေးရတဲ့နှစ်မျိုးဆိုတော့ခါကျတော့ဘလို့ပဲလှုပ်လှုပ်ပြေးလို့မလွတ်ဘူးပေါ့နော်အဲ့ဒီနေစင်ကြီးတွေပါကိုကပေးပြီးွားရဲပြီးပြီးတဲ့ခါကျလို့ဆိုရင်လည်းကုမ္ပဏီကိုပိတ်သိမ်းလို့ရမယ်လုပ်ငန်းလိုင်စင်တွေအဲဘားတွေညာတွေအကုန်လုံးလှုပ်ထားတည်တယ်လို့ဆိုရင်တော့အဲ့ဒီလိုင်စင်တွေပါအကုန်လုံးစပြီးတော့အခုချင်းစီကိုပိတ်ပိတ်ပြီးတဲ့ခါကျမှနောက်ဆုံးအနေနဲ့ကုမ္ပဏီကိုပိတ်ရမှာဖြစ်ပါတယ်အဲ့ဒါမှဒါရင်ကုမ္ပဏီကလုံးဝကိုပိတ်သွားတာပေါ့နော် ကိုယ့်ရဲ့အထင်နဲ့အမြင်နဲ့လွဲနေမှာကြောက်လို့ပေါ့နော်။ထိုင်းမှာတချို့မသိတည်တဲ့အချက်လက်လေးတွေပေါ့နော်။အခုမှောက်မှာပြောပြသွားတဲ့အဲမှာပါတယ်ဆိုလို့ရှိရင်လည်းထုတ်တုံလို့ရအောင်လို့ပေါ့နော်။ဒါကတော့မောင်မလာရှင်းပြပေးတာဖြစ်ပါတယ်နော်။ဆိုရင်ဘလို့လူမျိုးတွေကပိတ်သိမ်းလို့မရလားဆိုလို့ရှိရင်အကောင့်ထဲမှာငွေတွေပိတ်မိနေတဲ့တူပြီးလို့ဆိုရင်အမှုဖြည့်ရှင်းနေရတဲ့တူကုမ္ပဏီဥပမာကျွန်တော်တို့တွေနှစ်တန်းနဲ့ဖွင့်ထားတယ်၄တန်းနဲ့ဖွင့်ထားတယ်အဲတချို့ကနှစ်တန်းနဲ့ဖွင့်ထားတယ်အဲ့နှစ်တန်းနဲ့ဖွင့်ထားတဲ့ကုမ္ပဏီဒီ ဝေဝေတနစ်မှာနှစ်တန်းပဲရှိရမယ်နှစ်တန်းအထက်ကြော်လာတဲ့ဟာတွေဆိုအကုန်လုံးဖားစီအခွန်ပေးရပါတယ်အခွန်ဆောင်ရတယ်လို့ခေါ်တယ်အဲ့ဒီအခွန်တွေဒီ customer တွေဇီးရနေကျွန်တော်တို့ကပြန်ယူတယ်ဟုတ်တယ်ဟုတ်လားအဲ့ဒီတော့ကြောင့်မို့သူတို့ရဲ့ project မှာလည်းလှုပ်ထားတာဘာလဲဆိုလို့ဆိုရင်ကိုယ့်ရဲ့ကုမ္ပဏီကနှစ်တန်းနဲ့ဖွင့်ထားပြီးတော့မှဘာလို့ဝင်ငွေတွေကတနစ်ထဲမှာတန်းတရာတန်းတရာတွေဝင်နေရတာလုံးဝပိတ်သိမ်းလို့မရဘူးအဲ့ဒီ company အမှုကိုပြီးတဲ့အထိလာရမယ်ကုမ္ပဏီပိတ်သိမ်းတော့မယ်ဆိုလို့ဆိုရင်တော့ပြေးသမျိုးအာ ီလိုလူမျိုးတွေလုံးဝကုမ္ပဏီပိတ်သိမ်းလို့မရဘူးဆိုတဲ့အကြောင်းကုမ္ပဏီတင်းမှာမှလည်းထိုင်းလူမျိုးတွေပါနေတယ်ထဲ့ထားတယ်နောက်ပြီးတော့မိတ်ဆွေတငယ်ချင်းတွေဆိုလို့ရှိရင်လည်းကိုမိမိဘာမှမလုပ်ရဘဲနဲ့အများကြီးနင်းနာနေတဲ့ဒူတွေလည်းရှိပါတယ်နော်ဒါကိုမဟုတ်မှသေချာရှင်းအောင်ပြောပြတာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေလည်းအများကြီးအများကြီးမဟုတ်မှဖန်တီးပေးပါမယ်ပြီးတဲ့ခါကျရင်တကယ်အကျိုးစီးစီမဲ့ဒူတွေအတွက်မဟုတ်မှကိုတစ်ခုပေါ့နော်ကုညီပေး ွက်မှတ်လေးမှာပေါ့နော်ဘာဗီဒီယိုလေးကိုလုတ်ပေးစေခြင်းလဲဘယ်လိုမျိုးအချက်လေးတွေကိုနားထောင်ခြင်းလဲเนาะအဲ့အရာလေးတွေကျမတို့ချပြီးတော့မှန်ခဲ့ပေးပါ နောက်တစ်ချက်ကကြတော့အခု YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့လို့เนาะပြီးလို့ရှိရင်နောက်ထပ် Facebook လို့ TikTok လို့မှာလည်းမုံမှာဒီဗီဒီယိုလေးတွေအာအဆက်မပြတ်ပေါ့နော်တင်သွားနိုင်အောင်လို့အများကြီးစူးစမ်းပေးပါအောင်မယ်လို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့မောင်းပါပါစော်ဒီခါဘိုင်ဘိုင်